ကိုဘဝကိုစဉ်းစားကြည့်လိုက်။အော်ငါသေးရအောင်မှာပါလား။ငါလည်းတဖြည်းဖြည်းအိုမင်းလာပြီးငါတနေ့ချက်သေးရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာ။အဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်။အဲ့ဒီတန်ဝေကတိတ်အရေးကြီးတယ်ပေါ့။ကိုယ်ကိုယ်တံဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုတယ် မဖြစ်သေးရင်တံဝေကဖြစ်အောင်ကြိုးစားလောကမှာတံဝေကဖြစ်เสียတယ်များစွာတွေ့ရများစွာတွေ့အဲ့ဒါလို့တံဝေကဖြစ်เสียတယ်တွေ့တဲ့အတိုင်းတံဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နဲ့နေသေးတယ်လို့လူပြောမြတ်စွာဘုရားကဟောထားတာရှိတယ်တံဝေဇနိယေတုဌာနေတုတံဝေခောတဲ့ သံဝေဇနိယဌာနဆိုတာထိတ်လန့်တုံ့လုံးမှုကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့စုံတဲ့အခါမှာသံဝေကဖြစ်ရမယ်။ဘာတွေလဲထိတ်လန့်တုံ့လုံးเสียအကြောင်းတွေဆိုတော့ကိုယ်ကိုပြန်စဉ်းစားကြည့်။မွေးဖွားရတဲ့အခါမွေးဖွားလာရတာဟာကိုယ်ဟာလွယ်လွယ်ကူကူနဲ့မွေးဖွားလာတာမဟုတ်ဘူး။ မိခင်ဝမ်းထဲမှာပြန်စင်းစားလိုက်လို့ရှင်တွေ့တယ်မိခင်ဝမ်းထဲမှာကိုလလွယ်ဆယ်လဖွားဆိုအလိုမိခင်ဝမ်းထဲမှာလာချီပြီးတော့နေခဲ့ရအဲ့ဒီလာချီနေပြီးတော့မွေးတဲ့အခါမှာလည်းပဲခက်ခဲခဲရင်ရင်ပင်ပင်ပန်းပန်းနဲ့မိခင်ကမွေးဖွားပေးခဲ့တော့မွေးဖွားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေများစွာရှိအဲ့တချို့ကတော့ အဲ့ဒီလိုဒုက္ခမျိုးကိုသိတာမဟုတ်သေးတဲ့အတွက်ကြောင့်ဒုက္ခလို့မထင်ကြဘူးတကယ်ကတော့ကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေဒုက္ခဆိုတာဒုက္ခပဲလေဒုက္ခဆိုတာကိုမြင်တတ်ဖို့လိုတယ်ဗောမိခင်ဝမ်းထဲမှာနေရတဲ့အချိန်လေးစဉ်းစားကြည့်နော်မိခင်ဝမ်းထဲမှာနေနေရတဲ့အချိန်လေးကဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီလိုဒါဇာတိနဲ့ပတ်သက်တဲ့ဒုက္ခ စာပေကျမ်းကမှာတော့ဘယ်လောက်ထီအောင်ဆိုထားတယ်ဆိုရင်ဝိတရောဆရာတော်ကြီးရေးထားတဲ့ကြပြားထဲမှာဟောစာတိစာချက်အောက်ထည့်ဝန်းရင်ပုံနံညီလောင်းချင်းမြောင်းမဲမိုက်မိဝန်းတိုက်ဝဲမိခင်စားထားတဲ့အစာတိအစာဟောင်းအစာတိအစာဟောင်းနှစ်ခုရဲ့ကြားမှာနော်တတိတီးခဲ့ရတယ် တရီတန်းငယ်ဆိုတာမိခင်စားလိုက်တဲ့အ